မြန်မာတရုတ်ဆက်ဆံရေးအပေါ်မြန်မာလူကျော်လူမော်တွေရဲ့သဘောထားသိနိုင်ဖို့ ISP မြန်မာကနှစ်စဉ်စစ်တမ်းကောက်ယူနေပါတယ်။ဒီတစ်နှစ်၃ချိန်မြောက်စစ်တမ်းရဲ့ရလက်တွေကအချို့ကိုမိတ်ဆက်ပေးချင်ပါတယ်။လက်ရှိကာလမှာတရုတ်မြန်မာစီးပွားရေးဈေးကြံစီမံကိန်းတွေကိုအကောင့်ထည့်ဖို့မယ်ဆိုရင် သဘောတူတယ်လို့ဖြေတဲ့သူ19ရာခိုင်နှုန်းရှိပါတယ်။သဘောမတူကြောင်းဖြေတဲ့သူက89ရာခိုင်နှုန်းရှိပါတယ်။ဘာကြောင့်သဘောမတူရသလဲလို့မေးတဲ့အခါလူမှုနဲ့တဘာဝပတ်ဝန်းကျင် ထိခိုက်မှုကြောင့်လို့ဖြေတဲ့သူများခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ်တရုတ်နိုင်ငံကဩစာပိုလွှမ်းမှုလာနိုင်တယ်လို့ယူဆသူက90နှစ်ရာခိုင်နှုန်းရှိပြီးနိုင်ငံကြီးတွေကြားပထဝီနိုင်ငံရေးအားပြိုင်မှာကိုစိုးရိမ်သူက47ရာခိုင်နှုန်းရှိပါတယ်။ဒါပေမဲ့မြန်မာလူကျော်လူမော်တွေကိုယ်တိုင်တရုတ်နိုင်ငံရဲ့ဒေတာရင်းအစီအမံတွေကိုစုံစုံလင်လင်မသိကြပါဘူး။ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ GS ဆိုင်ကို မသိရှိသူကအများဆုံးဖြစ်ပြီး69ရာခိုင်နှုန်းရှိပါတယ်။လန်ချမ်းမဲခေါင်ပူပေါင်းဆောင်ရွက်ရေးအစီအမံကို သိရှိသူက အများဆုံးဖြစ်ပြီး87ရာခိုင်နှုန်းရှိပါတယ်။